အမှန်တရားတွေဟာခါတိပါတယ်ဒါပေမဲ့အလိမ်မခံဘူးကိုယ်နိုင်ထင်အောင်ထင်မှားတွေမဖြစ်ဖို့ပြီးတော့လက်တွေ့ကြကြစဉ်းစားပြီးလုံတဲ့နာတွေလုံနိုင်ဖို့ဒီခါတိတဲ့အမှန်တရားတွေကိုကျွန်တော်တို့သိဖို့လိုပါတယ်ဆိုတော့စေခါကြီးတောက်ရအောင်19ရာစုကနေလက်ရှိ21ရာစုအထိကျွန်တော်တို့တရားပြည်လုံးခံစားနေရတဲ့နာတာရှိနိုင်ငံရေးယောဂါကြီးပြောက်ဖို့အတွက်ပါရာသီနှစ်တခုကြာဒီနိုင်ငံရေးပြဿနာကိုကျွန်တော်ကတော့မြန်မာနှစ်လျှောက်ဆယ်နိုင်ငံရေးဆက်ဝန်လို့မိပေးထားပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့တိုင်းပြည်ဟာကိုလိုနီခေတ်မှာနှစ်လျှောက်ဆယ်စစ်တပ်အောင်မှာနှစ်လျှောက်ဆယ်နေခဲ့ပြီးပါပြီ ောက်ထပ်နှစ်ချောက်တဲ့ကြတဲ့2008သမယောမြန်မာနိုင်ငံကဘယ်လိုဖြစ်နေမလဲဆရာနာရှင်စနစ်ချုပ်ငင်းပြီးတော့တည်ငြိမ်အေးကြတဲ့နိုင်ငံတကာနိုင်ငံဖြစ်နေမလားဒါဆိုရင်လက်ရှိဆရာနာရှင်အောက်ကဘယ်တော့ရုံထွက်နိုင်မလဲရုံထွက်ဖို့နီလန်းတွေကဘာတွေရှိမလဲပထမနှစ်ချောက်တဲ့ဇဝွန်ဗြိတိသျှကိုလိုနီခေတ်ဒီရာစုနဲ့ရှိတဲ့နိုင်ငံရေးလမ်းကြောင်းကိုနားလည်ဖို့အတွက်ခက်တွေစနစ်တွေအပြင်ကဘာကိုကင်လုတ်ခဲ့တဲ့ပထမကဘာစစ်ဒုတိယကဘာစစ်လိုအဖြစ်တွေကိုလည်းထပ်တွက်ဖို့အရေးကြီးပါတယ်။ပထမဆုံး19ရာစုကိုပြန်ကြည့်ရအောင် တတိယအင်္ဂလိပ်မြန်မာစစ်ပွဲကပြီး1985ခုနှစ်နိုဝင်ဘာလ28ရက်နေ့မှာဗြိတိရှ်တပ်တွေကမန္တလေးနေပြည်တော်ကြီးကိုသိမ်းပိုက်ခဲ့ပါတယ်။ဒီပေါ်မင်းကိုဖန်စီထိနှက်ဆွန်ခိုင်းပြီး1986ခုနှစ်ဇန်နဝါရီလတရနေ့မှာတနင်္ဂနွေလုံးကိုကိုလိုနီအဖြစ်တရားဝင်သိမ်းပိုက်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာနောက်နှစ်ပေါင်း60လောက်ကြာအောင်ကိုလိုနီဂျုံဖြစ်နေရလိမ့်မယ်လို့ကျွန်တော်တို့ရဲ့ဘူဝါပြည်ပြည်နဲ့ထင်ခဲ့မှာမဟုတ်ပါဘူး။မြန်မာပြည်သူတွေကလည်းနယ်ချက်ကိုလိုနီကိုပုံသဏ္ဍာန်မျိုးစုံနဲ့တော်လှန်ဆက်ကျင်ခဲ့ကြပါတယ်။ဘုကြောင့်အောင်ဆိုင်ရဲ့ဖိုးပိုးမြင့်အောင်လက်သမားတပုံဆရာစံတို့လိုမျက်ကွက်ခံတဲ့အထိ ရရလက်နဲ့ဆွဲခံပြီးတော်လှန်ခဲ့ကြသူတွေရှိခဲ့ပါတယ်။နောက်ပြီးတခင်ကိုတော်မိုင်းတို့ဦးဆောင်တဲ့တခင်ခေနောက်ပိုင်းចောင်းသားသမကအလံအောင်မှာတခင်လူငယ်ចောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ကိုအောင်စန်းတို့ကိုနူးတို့ကိုလိုနီဆက်ကျင်လှုပ်ရှားမှုတွေကိုအစွမ်းကုန်ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။နောက်ဆုံးတော့ဗမာလွတ်လပ်ရေးတပ်မတော် BNY ကိုဖွဲ့ပြီးလွတ်လပ်ရေးကိုလက်နက်ကင်တပ်ယူခဲ့တဲ့အထိပါပဲ။19ရာစုနဲ့20ရာစုတွေမှာကမ္ဘာနိုင်ငံရေးဖြစ်စဉ်ဟာနယ်ရှက်ကိုလိုနီစနစ်ဖြစ်တာကြောင့်မြန်မာဘာဝင်ကမ္ဘာမှာနိုင်ငံတော်တော်များများကိုလိုနီဖြစ်ခဲ့ရပါတယ်။အားချမှလည်းမနှဲပါဘူး။ တနင်္ဂနွေလုံးဗြိတိချကိုလိုနီအောက်စားရောက်ခဲ့တဲ့1986ခုနှစ်ကနေ1948ခုနှစ်အထိဆိုရင်စုစုပေါင်းနှစ်ပေါင်း62နှစ်ကြာတိုက်ပြီးမှလွတ်လပ်ရေးရခဲ့ပါတယ်။တနည်းအားဖြင့်ဆယ်ပြည့်နှစ်လျှောက်ကကျော်နေဆက်ကိုလိုနီအောက်မှာနေခဲ့ရတာပါ။ဒါကကျွန်တော်တို့နိုင်ငံရဲ့ပထမနှစ်လျှောက်တဲ့စုံမမှာနိုင်ငံပြန်လည်တည်ဆောက်ဖို့ပထမအခွင့်အရေး1948ခုနှစ်မှာလွတ်လပ်ရေးရတော့ကျွန်တော်တို့နိုင်ငံကိုပြန်လည်တည်ဆောက်ဖို့အခွင့်အရေးရခဲ့ပါတယ်။ဖက်ဖက်ဆက်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ဖဆာဘလခေါင်းဆောင်ဝန်ကြီးချုပ်ဦးနုအစိုးရလက်ထက် 1948ခုနှစ်ကနေ1958ခုနှစ်ကာလမှာအင်ဒိနာကျနိုင်ငံတွေထက်လွတ်လပ်မှုနဲ့နိုင်ငံသားအခွင့်အရေးတွေပိုရခဲ့ပါတယ်။စီဝိုင်းမှာလည်းအာရှရဲ့အအောင်မြေဆုံးနိုင်ငံတွေတစ်ထက်ကတနိုင်ငံဖြစ်ခဲ့လို့မြမရွှေခေးလူတောင်သတ်မှတ်လို့ရပါတယ်။ဒါပေမဲ့1962ခုနှစ်မှာဗိုလ်ချုပ်နေဝင်အာဏာသိမ်းလိုက်တဲ့အခါမှာတော့တတိုင်းပြည်နယ်တိစောက်နေမှုတွေအဆုံးသတ်ခဲ့ရပြီးပြန်လည်မွေးဖွားစရာနိုင်ငံဟာပြည်စည်းခဲ့ရပါတယ်။ဒုတိယနှစ်60ဆက်ဝန်ဆက်အာဏာရှင်ခဲ့ဒုတိယဆက်ဝန်ကတော့1958ခုနှစ်ကစပြီးတရေတရေပြောရင်မမှားပါဘူး။ 1958ခုနှစ်အော်တိုဘာလ28ရက်နေ့မှာရက်သားအစိုးရစီကနေအိမ်ဆောင်အစိုးရရဲ့ဝန်ကြီးချုပ်အဖြစ်ဗိုလ်ချုပ်နေဝင်ကအာဏာလွှဲယူပြီးကျန်းသစ်စာကျင်းပခဲ့ပါလေ။အဲဒီချိန်မှာလည်းဗိုလ်ချုပ်တွေအောက်မှာနှစ်ပေါင်း60လောက်နေရလိမ့်မယ်လို့ကျွန်တော်တို့ပြည်သူတွေဘယ်သူမှအိမ်မက်မခဲ့မှာမဟုတ်ပါဘူး။1960ခုနှစ်မှာရွေးကောက်ခံဆိုရကိုအာဏာပြန်ခဲ့ပြီးမြဲ1962ခုနှစ်မှာတော့စစ်တပ်ကအပြေးအာဏာပြန်သိမ်းခဲ့ပါတယ်။ဘုံညွန်နေဝင်ကမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီမဆလာကိုဖွဲ့စည်းပြီးနိုင်ငံကိုတပါတီအာဏာရှင်စနစ်နဲ့26နှစ်ကြာအောက်ရှုပ်ခဲ့ပါတယ်။ ဒါပေမဲ့1958 1960သူ့ရဲ့အိမ်ဆောင်အစုအနှစ်နှစ်ကိုပါထည့်ထွက်မယ်ဆိုရင်ကျွန်တော်တို့နိုင်ငံဟာဆက်အနာရှင်ဗိုလ်ချုပ်နေဝင်းရဲအောင်မှာပထမဦးစွာ28နှစ်နေခဲ့ရပါတယ်။1988ခုနှစ်မှာတပါတီအာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ရှစ်သက်ချီရေတော်ပုံကြီးဖြစ်ခဲ့ပေမဲ့စစ်တပ်ကပဲဒီမိုကရေစီရေတော်ပုံကြီးကိုပြိုခွင်းပြီးဥနေဝင်ရဲ့မဆလာပါတီကနေအာနာလွှဲယူခဲ့ပါတယ်။တတိုင်းပြည်လုံးဟာတဘာဒီအာနာရှင်စနစ်ကနေမူလဗုဒ္ဓဆရာနာရှင်စနစ်ကိုပြောင်းခဲ့ရပါတယ်။ဒုတိယဆောင်ကိုအသေးစိတ်ထပ်ခွဲပြီးလေ့လာကြည့်မယ်ဆိုရင်၃ပိုင်းတွေ့ရမှာပါ။ ပထမပိုင်းကအပေါ်မှာဆွေးနွေးခဲ့တယ်လို့1988ခုနှစ်အထိပိုကျုံနေဝင်ရဲ့အုပ်ချုပ်မှုအောက်မှာ28နှစ်ဒုတိယပိုင်းအနေနဲ့1988ခုနှစ်ကနေ2011ခုနှစ်အထိနိုင်ငံတော်ညင်ရွံ့ပြည်ပြမှုတိဆောက်ရေးအဖွဲ့နာဝတာနဲ့နောက်ပိုင်းနိုင်ငံတော်အေဂျင့်တာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီနာအဖအစိုးရဒရီယာအောက်မှာ2011ခုနှစ်အထိ23နှစ် တတိယပိုင်းကနေကတော့2011ကနေ2016အထိဘောင်းမီချုပ်ပြီးအရက်သားအမိခံထားတဲ့စစ်ဘိုလ်ချုပ်ဟောင်းတမနာဦးသိန်းစိန်အစိုးရကာလဆိုပြီးတွေ့ရမှာပါဒီနေရာမှာဦးသိန်းစိန်အစိုးရခေတ်ကိုပါထည့်သွင်းရတဲ့အကြောင်းရင်းကတော့သူ့အစိုးရဟာ2010ဆွဲရွေးကောက်ပွဲကိုကြိုတင်မဲရီနဲ့မဲခိုပြီးနိုင်ခဲ့တာဖြစ်ပါတယ်နောက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါဝင်အဓိကတိုင်းရင်းသားတွေတပိတ်မှောက်ခဲ့တဲ့ရွေးကောက်ပွဲတစ်ခုလည်းဖြစ်ပါတယ်ဒါပြင်တို့အစိုးရဟာတိုင်းပြည်ကိုအတိုင်းအတာတစ်ခုအထိဖွင့်ပေးခဲ့ပေမဲ့စစ်မှန်တဲ့ပြောင်းလဲမှုတွေမလုပ်ခဲ့ပါဘူးစစ်တပ်အသွင်ပြောင်းအောက်ရှုပ်ရေးပါပဲ အနှစ်သာရကိုကြည့်မယ်ဆိုရင်တော့စစ်တပ်အာဏာစယူခဲ့တဲ့1958ခုနှစ်ကနေ2016ခုနှစ်အထိတွက်ကြည့်မယ်ဆိုရင်နှစ်ပေါင်း58နှစ်ကြာစစ်ဗိုလ်ချုပ်တွေရဲ့စစ်ဗနက်အောင်မှနေခဲ့ရပါတယ်။ဒီဆက်စုနှစ်လျှောက်ကဟာကျွန်တော်တို့နိုင်ငံရဲ့ဒုတိယနှစ်လျှောက်ဆက်ဆုံးမှုဖြစ်ပါတယ်။ဆိုတော့1986လောက်ကနေ2016အထိနှစ်ပေါင်း130ကိုပြန်ကြည့်ရင်60တက်ဆက်60နိုင်ငံဆက်ဝန်ပုံစံကိုတွေ့ရမှာပါ။နိုင်ငံပြန်လည်တည်ဆောက်ဖို့ဒုတိယအခွင့်အရေး2015ခုနှစ်ရွေးကောက်ပွဲမှာ NLD ဟာတောင်ပြိုကမ်းပြိုနိုင်ခဲ့ပြီး2016ခုနှစ်မတ်လမှာအစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ ရာသီနှစ်ထပ်ကြောအတွင်းပထမဆုံးအကြိမ်ဖြစ်ရွေးကောက်ခံဆွေးရတခုအာဏာရတာဖြစ်ပါတယ်။ဒီကာလဟာကျွန်တော်တို့ရဲ့နိုင်ငံကိုပြန်လည်တည်ဆောက်ဖို့ဒုတိယအခွင့်အလမ်းပဲဖြစ်ပါတယ်။ဒါပေမဲ့လွတ်လပ်ရေးရပြီးကာလလို၁၀နှစ်တောင်မကြာပဲ၅နှစ်ပဲရခဲ့ပါတယ်။တကယ်လို့ဒါဒီဒီချိန်မှာစစ်တပ်ကအာဏာမသိမ်းမဲ့တဆင့်ချင်းပြောင်းလဲမှုကိုလက်ခံနိုင်ခဲ့မဲ့ဆိုရင်တိုင်းပြည်ပြန်လည်ထူထောင်တဲ့ကာလကနေအရှိခိုင်တဲ့ဒီမိုကရေစီနိုင်ငံအနေနဲ့အသွင်ကူးမြောင်းသွားမှာပါ။ စီးပွားရေးနဲ့လူမှုဘဝတွေဆက်လက်ဖွံ့ဖြိုးတိုးတက်လာမှာသိကြပါတယ်။အဲဒီလိုဖြစ်ခဲ့မယ်ဆိုရင်19ရာစုကနေစခဲ့တဲ့အတိုင်းပြည်ဟာ260နိုင်ငံပုံနဲ့ဖြစ်တဲ့60တောင်ဆယ်ဆက်ဝန်းကနေရေရှည်တည်မြဲတဲ့ဒီမိုကရေစီနိုင်ငံဖြစ်သွားနိုင်ပါတယ်။အဲဒီအချိန်မှာငင်းငင်းကိုလည်းပုံမတိဆောက်သွားနိုင်မှာပါ။ဒီမိုကရက်တစ်ဖက်ထရယ်ပဲခေါ်ခေါ်ဖက်ထရယ်ဒီမိုကရက်တစ်ပဲခေါ်ခေါ်ပုံမကောင်းမွန်တဲ့ပြည်ထောင်စုတစ်ခုကိုရှေ့ရှုသွားနိုင်မှာပါ။ ဒါပေမဲ့2022ခုနှစ်ဖေဖော်ဝါရီလတရနေ့မှာစစ်တပ်ကအာဏာထပ်သိမ်းလိုက်တဲ့အခါဒီဖြစ်နိုင်ခြေတွေအားလုံးပြတ်သုံးခဲ့ရပါတယ်။ဂျာဗီနစ်တခုမှာတခါပဲရတဲ့အခွင့်အရေးထပ်ဆုံးရှုံးခဲ့ရပါတယ်။ဂျာဗီနစ်တခုချင်းရဲ့နိုင်ငံရေးပုံသက်ကိုတုံ့တက်တဲ့အခါကောင်းဆောင်သူမဟုတ်အုပ်ချုပ်သူတူရဲ့ဆုံးဖြတ်ချက်တွေနဲ့မူဝါဒတွေကိုကြည့်ရပါတယ်။သူ့ရဲ့ထက်မြက်မှုတွေဒါမှမဟုတ်လေယူမိုက်မှုတွေကကျွန်တော်တို့ရဲ့ဘဝတွေကိုတိုက်ရိုက်တက်ရောက်ပါတယ်။ယူမိုက်တူရီရဲ့အောက်မှာမြန်မာပြည်သူတွေရဲ့လက်ရှိဘဝကဘလောက်ဆိုးရလဲဆိုတာတော့ပြောစရာမလိုတော့ပါဘူး။ပြည်ခဲ့တဲ့ရာစုနှစ်နှစ်ခုမှာဖြစ်ခဲ့တဲ့ ီနိုင်ငံလမ်းကြောင်းညာဆိုရင်2021ကနေပြီးနောက်နှစ်ပေါင်း60ပေါင်းရမှာပါဒီပုံစံညာဆိုရင်ကိုလိုနီစနစ်အောင်မှာ260တိုင်းပြည်ပြန်လဲတိဆောက်ရေးကာလ10နှစ်ဆက်အာဏာရှင်အောင်မှာ260ပြန်လဲတိဆောက်ရေးကာလ9နှစ်နောက်တရေအာဏာရှင်စနစ်ဆိုတဲ့ပုံစံမှာဒီတိုင်းဆိုရင်27ရာစုအကုန်ဖြစ်တဲ့2080ပြည့်တဲ့အထိလက်ရှိနိုင်ငံရေးပုံစံကဆက်သွားမဲ့ပုံဖြစ်နေပါတယ်။နေဦးတော်လင်ကြီးကအကျဉ်းစားစုံဝန်ကိုရရှိနိုင်မလား။ဒါပေမဲ့ဒီနောက်ဆုံးတစ်ခေါက်260နိုင်ငံရေးစံဝန်စတင်တဲ့2022ခုနှစ်ဖေဖော်ဝါရီလတရနေ့ကစပြီး ပြည်သူတွေကຫນွေဥတော်လင်ရေးနဲ့ဒီဆက်ဝန်းကိုရိုက်ချိုးဖို့စတင်ခဲ့ပါတယ်။စစ်တကအကြမ်းဖက်နှိမ်နှင်းတဲ့အတွက်ငြိမ်းချမ်းတဲ့ဆန္ဒပြမှုတွေကနေလက်နက်ကင်တော်လင်ဖြစ်အသွင်ပြောင်းခဲ့ပါတယ်။အဆုံးသတ်တိုက်ပွဲလိုကြေကျော်ခဲ့ကြပါတယ်။ຫນွေဥတော်လင်ရေးမှာဂျန်စီ၊ဂျန်ဝိုင်နဲ့ဂျန်စ်တာမကမျိုးဆက်အားလုံးပါဝင်သလိုပထဝီနေထားရကိုကြည့်မယ်ဆိုရင်လည်းမြို့ကြီးတွေကနေတိုင်းဒါပြည်နယ်တွေအားလုံးပါဝင်ခဲ့ပါတယ်။1962ခုနှစ်အာဏာသိမ်းပြီးကတည်းကပြီးခဲ့တဲ့နှစ်ပေါင်း60ကာလမှာဆစ်အာဏာရှင်စနစ်ကိုချဲ့ရင်တိုက်ခိုက်တာဒီတခါအားပြည့်ထန်ဆုံးနဲ့အားအကောင်ဆုံးဖြစ်ပါတယ်။ S29 ဆက်စင်ရေးအပါအဝင်ဒေတာအသီးသီးမှာတိုက်ပွဲတွေကိုကြည့်မယ်ဆိုရင်လည်းတကယ်တိုက်နိုင်တာကိုတွေ့ရပါတယ်။စစ်ကောင်စီတက်ပြတ်နေတာကိုကျွန်တော်တို့အားလုံးမျက်မြင်တွေ့ခဲ့ပြီးပါပြီ။မြန်မာပြည်သူတွေအနေနဲ့တော်လှန်ရေးအင်အားစုတွေဟာဒီနိုင်ငံခံစားနေရတဲ့260အကြိမ်သာနိုင်ငံရေးစံဝန်ကိုရိုက်ရှိုးနိုင်တဲ့အင်အားရှိတယ်ဆိုတာကိုလက်တွေ့ပြလိုက်တာဖြစ်ပါတယ်။နောက်ဆုံးတိုက်ပွဲလားတို့မဟုတ်နောက်ထပ်စံဝန်လား။ဒါပေမဲ့အာဏာရှင်စနစ်တွေကအလျှော့ပေးယူထုံးတယ်မရှိပါဘူး။စစ်ကောင်စီဟာတရုတ်ပါဝင်အနီးနားချင်းနိုင်ငံရှုရဲ့ထောက်ခံမှုယူပြီးရှေ့ကုတ်ပြန်ရဖို့ကြိုးစားနေပါတယ်။ ကျုပ်ရဲ့တမ်းမဖီအားတွေကိုတုံးပြီးတော်လှန်ရေးတပ်တွေတင်ထားရတဲ့လာရှုပ်ကိုကြည်တချက်မဖောက်ပါပဲစစ်ကောင်စီဟာပြန်ရယူခဲ့ပါတယ်ဒီလိုလက်ကွက်နဲ့စစ်ကောင်စီဟာသူဆုံးရှုံးထားတဲ့မြို့တွေကိုပြန်လည်ရယူဖို့ကြိုးစားနေမဲ့သဘောရှိပါတယ်သူတို့ဒီကြိမ်သာစုံဝင်ကိုကျွန်တော်တို့ဘယ်လိုရှုပ်ဖြတ်ကြမလဲဖက်အနာဂျီစနစ်ကိုလက်နက်ကင်တော်လင်းကြီးလန်းနဲ့သာရှင်းမနိုင်မလားဒီလောက်ရက်ဆက်တဲ့စစ်တပ်နဲ့စစ်သက်ညှိနှိုင်းလို့ရနိုင်မလားစီပွားရေးတပ်မတ်ရင်းနဲ့ဥပဒေကြောင်းရနိုင်ငံတကာရဲ့ဖိအားတွေကရောအလုပ်ဖြစ်နိုင်မလားရှင်းလင်းပြသားတဲ့အဖြေတစ်ခုပေးဖို့ခက်ခဲနိုင်ပါတယ် ဒါပေမဲ့ဆီယနာတိမ်မှုနောက်ပိုင်းမှာမရေတွက်နိုင်တဲ့ပြည်သူတွေအထူးသဖြင့်လူငယ်တွေဟာဒီနောက်ဆုံးတိုက်ပွဲအဆုံးသတ်ဖို့အတွက်အစွန်လွန်နေတာခံနေကြပါတယ်။ဒါဟာနှစ်60ကျင်းသာစံဝန်းကိုအဆုံးသတ်ပြီးသူတို့တိုင်းပြည်ရဲ့အနာဂတ်ကိုပြန်လည်တည်ဆောက်ဖို့ပါ။ပြေကြတာတစ်ခုကတော့ဒီတိုက်ပွဲဟာကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးမှာပါ။ဒီကနေ့တိုက်ပွဲဟာဆီယနာချင်းစနစ်ကိုဖယ်ရှားဖို့တတ်တတာမကပါဘူး။စကွေရသူကလေးကကျွန်တော်တို့ကိုချောင်းလှန်နေတဲ့ကျင်းစာဇုံကနေနောက်ဆုံးမှလွတ်မြောက်ဖို့ဖြစ်ပါတယ်